စတမ်းကြပါစို့ဖျားတဲ့ကေကျွန်တော်ပြောတာချက်ကိုပြောခြင်းသာဖြစ်စီပါယေရှုနာမအားဖြင့်စတောင်းရဲ့ဝေငှပါလေဖျားအာမင်အင်ဒေါန်ဆရာကသူကြပါလေချာစာကိုစတာသူအင်ဒေါန်နဲ့စတာမကဘောက်ချောင်းကိုစတာယောသမာရိလက်မယားနဲ့စတာနော်အပြီးနောက်မတ်သဲကိုစတာအစ ोरी ဘောက်ချောင်းကိုစတာကအာတန်အီဝပရိသတ်အင်္ဂိုင်လာမသိပြင်ပြီးနော်တိုင်းပဲနားထောင် အာရန်အီဝန်နဲ့စတယ်နော်ပြီးနောက်မတ်သဲကိုစတာကယောသမာရီနဲ့စတယ်နော်အဲ့အင်ဒေါန်ဆိုရကတော်တော်တော်ထူးခြားတယ်ဗျဘုရားသခင်ကနော်ဒီသားမိကိုတသားတကိုလည်းမပြောဘူးနော်တကယ်တော့သားမိဆိုတာသူရင်းတယ်သားဖတ်တယ်တသားတကိုလည်းမပြောဘူးနော်ဇနီးခင်မောဘာလို့ပြောလဲတသားလို့အဲ့အဲ့ဒါထူးခြားအဲ့တော့အင်ဒေါန်ဘုရားသခင်စိတ်ဝင်စားတယ်နော်အဲ့ကျွန်တော်အင်ဒေါန်တွေကဘုရားကိုစိတ်ဝင်စားမှုလို့တွေဆိုတွေ့ရတယ် ဒါကြောင့်ရှေ့ဥစွာစကားလေးလုံးနဲ့အားပေးခြင်းနဲ့နော်လောကမှာတဲ့ဘုရားသခင်နဲ့တဏှာကြီးအလုလုချင်အားလေဘုရားမပါပဲတသက်လုံးအလုလုတာထပ်ပို့လုပ်ပြီးစေအပြန်ပြောကြတယ်ဘုရားသခင်နဲ့တဏှာကြီးလုလုချင်အားဘုရားသခင်မပါပဲတသက်လုံးအလုလုတာထပ်အလုပါဖြစ်စေလေပို့ပြီးစေအဒီနေ့ချက်တော့အိမ်အောင်ရှင်များတဏှာကြီးမကဘုရားနဲ့အလုလုပါမပြီးသေးတာအလုပ်ပြီးလာမှဖြစ်တယ် ဖယားနဲ့မသွားတဲ့သူမှာစိုးရိမ်ခြင်းနေအမြင်ရှိတတ်တယ်ဗျနော်ချက်ဒီပြပြကိုမြပြပြတတ်တယ်ချုပ်လဲချားဖို့အောင်ပြပြချင်နော်တကယ်တော့ဒီတရားကုန်မြို့မှာပဲအိမ်တိမ်ရှိပါတယ်သူတို့အိမ်တော်စိုးရိမ်တတ်တယ်နော်လာဟိုအဲ့ဒီလိုက်တမင်းကျွေးရမှာသူတို့သိကြောက်တယ်ဒီမှာတော့ပျော်တယ်နော်တမင်းကျွေးရမှာအောက်မှာစပွဲတွေတုံးတန်းခင်းထားတယ်အဲ့ဒါတွေ့ယုံနေတယ်တယောက်ချက်ရက်ချင်းနေတာနော်နော် အဲ့ဒါမင်္ဂလာတော်ဖွက်တော်မပါဘူးတဲ့၆ရက်လောက်တော့ပဲလေနော်။နော်။ရန်တိုက်ပြီးတာမဟုတ်ဘူးနော်။အဲ့တော့သူတို့ရင်ကြတော့ဒီ airline တပင်းကျွေးရမှာတိတ်ကြောက်တော့မလုပ်လဲဆိုတော့တတိသူတို့အဲ့လိုပဲဟဲ့လားလက်ဖက်တောက်စားရင်းနဲ့ရင်းနှီးတောက်တော့ကေပရိတ်တော့မင်းမယ်ရင်းနှီးတောက်ရင်းနဲ့လက်ဖက်ချောက်တောက်ရင်ဘယ်သူလာလဲ။အော်တော်လိုက်တာပြီးမှချမ်းသာမင်းမယ်။ဇဘုံနေတော့ဘယ်သူကဘယ်လိုပြောလဲမသိဘူး airline လာတယ်နော်။ အဲ့ဒါနဲ့သူတို့ကသူတို့ရင်အဲ့ဒါလာမှဆိုလို့အဲ့ဒီထောင်နေတဲ့လက်ဖက်ချောက်ကိုအင်ရှင်ကဘာလုပ်လဲဆိုရေသွေးချောင်းကိုလေမှွေတာလက်ဖက်ချောက်လိုမှွေမှွေမှွေပြီးတောင်းလိုက်အောင်းစရာပဲနောက်နေမနာမျိုးတယောက်ဖုန်းဆက်တယ်အဲ့ဒါမနေ့ကနင်တို့ရင်ငါတို့အမျိုးအယောက်20စုပြီးတမင်းလာစားတာနင်တို့လောက်အောင်ရှာမတွေ့ဘူးလဲလဲလဲပြီးအိမ်ပြန်သွားတာဟောသူသဘောရီချက်ချီနတ်နောက်နံပါတ်ဂျာရလဲလို့ပဲလက်ဖက်ထုတ်ဆိုင်နေရေသွေးချောင်း တောက်တော့လက်ပတ်ကြောက်ထောင်လောက်ထောင်ထောင်နဲ့လက်ပတ်ကြောက်ဆိုလက်ပတ်ကြောက်ချိုးချိုးပြီးထက်ထက်ပြီးမွေမွေပြီးတွန်လိုက်တာတိတ်မကြောက်300ပဲကြားတယ်တော့အမျိုးတယောက်ပေါင်ချိုးပြီး6လလာတဲသွားတာပေါင်ချိုးလိုက်တာလေလက်ပတ်ချာအိမ်မှာပြန်မဆန်းနဲ့နော်ပေါင်ချိုးတာမဟုတ်ဘဝချိုးပြီးတစ်စလုံးလာတဲသွားမှာအဲ့ဒါခါလေးကျွန်တော်ကကိုနီးကိုဟန်နဲ့လှုပ်လို့ပြည်တယ်လို့ထင်တာမဟုတ်ပါဘူးဖယားနီးနဲ့လှုပ်မှပြည်တာပါ ောင်ဘုရားခင်နဲ့တဏှာရင်လှုပ်လှုပ်ခြင်းဘုရားမပါပဲတစ်လုံးလှုပ်လှုပ်တထားချက်အလုတ်ပါဖြစ်စီလေပူပြီးစီတယ်ဗျနော်ပူပြီးတယ်ပြန်နောက်တစ်ခုကထပ်ပြောခြင်းတယ်နော်အိမ်မှာဘသူရှိလဲထပ်နော် sorry အိမ်မှာဘာရှိလဲထပ်ဘသူရှိလဲပူအရေးကြီးတယ်ပြန်ပြောခြင်းတယ်အိမ်မှာဘာရှိလဲထပ်ဘာအရေးကြီးလဲဘသူရှိလဲနော် sorry ကျွန်တော်ရပုတ်လေးများရမလား sorry okay ကျေးဇူးတင်ပါတယ်အဲ့ okay okay sorry โอเคชื่อสุดเดมาร์เลย thank you โอเคอะรอไอ้มาบาชิเลแทปัตตุพยาชิเลเนาะพยาชิบาบาชิเลဆိုတော့ကျောအိမ်မှာပတ်စံရှိတယ်ကားရှိတယ်တီဗီရှိတယ်ရေကဲတက်ရှိတယ်ဘသူလို့ခေါ်ရဲဖယားမရှိတော့ရှိတာအကုန်ကုန်သွားတာအတကယ်သိအိမ်မှာဘာရှိလဲတက်ဘသူလို့ခေါ်ရဲဖယားရှိမှဘာရမလဲကောင်းချီအဖယားရှိတဲ့သူကဘသူ့ပဲမြင်ရမလဲဖယားဘုရားအဲ့တော့ကျွန်တော်ငယ်တက်ကောက်ကလေဒီနှစ်မှာပါပဲ January မှာကျွန်တော်လာဝင်ငှားတယ်။ဘာကြောင့်ဝင်ငှားလဲမမိလား။မမိတယ်နော်။အားရပါရပဲနော်။ Amen. A M E N E N E N ဟုတ်တယ်။အဲ့ဘယ်အောင်အာမင်ထူတယ်လေ။ဒီဘောအာမင်ထူတယ်ဆိုတော့အပြေပြောလိုက်တာနဲ့အတူတူပေါ့နော်။ဒါလို့ဆိုရတာပေါ့နော်။အာမင်ကြောင့်အော်ကြောင့်အဲ့လေးလုံးဝင်ငှားတာပြန်မေးရင်ရမလား။မရလို့ဆိုမမေးတော့ဘူးလေ။ဒီဘောလည်းမဖြစ်ချက်မရပါဘူးလေ။မရပါဘူးဆိုမေးမှာပေါ့နော်။မရလို့ဆိုမမေးတော့နော်။အဲ့တော့အာမင်ကြောင့်ကြောင့်ဝင်ငှားတယ်။ ကဲဒီကနေ့တော့ကျွန်တော်ခေါင်းစဉ်တစ်ခုသွားမယ်ဘာ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 နာနာလေနာသုံးနာနာသုံးနာဆိုတော့သေနာကာလနာဘာအဲ့တော့မဟုတ်နော်အဲ့တော့ပေါ့ကဲဒီနေ့နာဘာနာလေကဲအဓိကဂျမ်းလေးကိုကျွန် skip လုပ်ပြီးတော့နည်းနည်းလေးကြော်ပြီးတော့ဖတ်မယ်ကဲနံပါတ်1နာဘာနာလေဒေသနာကဲဒေသနာဆိုတဲ့အရာကိုကဲဖတ်ကြည့်မယ်ထို့အခါဒီလေငါတပည့်အမှန်ဖြစ် တော့ဒီရှုဟာဘာဘာနိုင်တည်ခိုင်းလဲဒေသနာအဲ့တော့ဒီနေ့အိမ်တောင်နေမှာကောင်းချီးရခြင်းဘာနာနိုင်တည်ရလဲဒေသနာနောက်ကပတ်တော့အဒေသနာအဝန်တရဒီနေ့ဒါဒေသနာနိုင်တည်တဲ့အသိန်းတော့ဒါထူးခြားတယ်။ဟောတရားဟောချက်နားတော်ဖို့အများကြီးစောင့်နေတာအောက်လောက်နိုင်လားရှိတယ်။အကျွန်တော်နည်းနည်းပြိဿကိုပြောချင်တယ်နော်။အဲတရားမရဘူးလို့ပဲဖြေရမယ်ဖြေနိုင်မလား။ ။အော်ကျွန်တော်မိန်းကုံးတစ်ခုမိတာနဲ့သင်ပါပြောမလဲ။မရဘူး။ကဲဟုတ်ပြီနံပါတ်1ပြတ်တဲ့လမ်းရှောက်လို့ရလား။မရဘူး။အဲဒါပဲပြရမယ်။ခတ်နေလား။မခတ်ဘူး။ Okay ကဲပြတ်တဲ့လမ်းရှောက်လို့ရလား။မရဘူး။ကဲနံပါတ်2ပြတ်တဲ့နိုင်ချိန်လို့ရလား။မရဘူး။အော်တော်လိုက်တာ။ခတ်တာလေးဖြေနိုင်တယ်။နော်ပြက်တဲ့ကမောင်းလို့ရလားမရဘူးကြပြန်သွားမယ်ပြက်တဲ့လမ်းရှောက်လို့ရလားမရဘူးပြက်တဲ့နိုင်ချိလို့ရလားမရဘူးပြက်တဲ့ကမောင်းလို့ရလားမ ကျွန်တော်လေးအရေးကြီးတာပြောပြီးနှလုံးသားမပြတ်ဖို့ဖခင်ရဲ့နှုတ်ဘတ်တော်ဒေသနာထည့်ရမယ်။ဟင်း။အော်လောကကြီးမှာလောကကြီးပြတ်လို့ရတယ်နှလုံးသားပြတ်ရင်ဘောကဘာပြတ်သွား။အော်ကျွန်တော်တို့အိမ်တော်မှာဘာနာထည့်ရမလဲ။ဒေသနာ။အခုသင်လဲသင်အခုနှုတ်ဘတ်တော်လာနားထောင်တာသင်ထဲမှာဘာထည့်ထားတာလဲ။ဒေသနာထည့်တဲ့အရာအစဉ်ပြေခဲ့။ကြည်တယ်။စနီးနဲ့ခင်မုန်းအိုကေနေတာ။ စေတမတော်သတိကံတော်ပြောတယ်အခုအရင်ကတော့ကျွန်တော်ကအာလက်ထက်ပေးရင်တော့ဩဒီဖြစ်စေနာဒီဖြစ်စေဆင်းရဲဒီဖြစ်စေချမ်းသာဒီအဲ့လိုသွားတယ်နော်အခုနှစ်ခုတိုးတယ်နော်နံပါတ်1ကပိန်ဒီဖြစ်စေဝါဒီဖြစ်စေဒါကလည်းဆယ်နှစ်လက်ထက်တဲ့နေ့တုန်းကလေသူကတကယ့် model ကလေးဒါပေမဲ့ဆယ်နှစ်ကျော်တော့သူတိုင်ကြီးကြီးဖြစ်သွားတယ်မမဒီဖို့မပါပါဘူးဒီဖို့မပါပါဘူးဒါပေမဲ့ပိန်ပိန်ဝါဝါဘာလို့ ਆ မှာလဲနဲ့ ူတွေပဲဖြေနေတယ်เนาะဟုတ်ပြီချိန်ရမှာပဲချိန်ရမှာဒီမှာအိမ်အောင်လေခင်မုန်းနေလက်ပြချင်ပါမျိုးသားတွေအပိဇနီးတွေလည်းလက်ပြလက်ပြပါချော်လေးပြတော်မပြချင်ဘူးကေเนาะဟုတ်ပြီချော်လေးလူပြူပြူနဲ့မားလိုက်โอเคဟုတ်ပြီခင်မုန်းနေမင်းချင်ပါတယ်ဇနီးတွေကို10နှစ်ကျော်နှစ်နဲ့10ကျော်နှစ်30ကျော်ချစ်နိုင်လားအဲ့ဒါတော့မတော်ဘူးပြအသက်တွေပဲတော့မရှိတော့ဘူးကျန်တယ် ။ဟုတ်ခင်မိုးနေပဲဖြည့်ကြည့်ပါဇနီးကို2340ကျော်လဲချက်နိုင်လား။ဟောဇနီးရောလေဘေးစနိုင်နေကျွန်တော်။စနေအသိမကောင်းဘူး။ fresh fear ချက်။ဒါကြောင့်လက်ထက်တဲ့ကမှာပိန်နေဖြစ်စီဝါသည်ပြေနောက်တစ်လုံးတစ်လုံးထပ်တိုးတယ်။အဲ့တော့ခါဟောက်ဒီဖြစ်စေမဟောက်ဒီဖြစ်စေဇနီးတဲ့တယောက်သက်သေခံတယ်ကျမယောက်ျားကိုလေကိုရီးယားမင်းသားနဲ့တူလို့ယူလိုက်တာ ဟာဟောက်တာဘေးအိမ်ကတော့ပြောင်းကြီးရတယ်အဲ့လောက်ဟောက်တာအဲ့ဒါလည်းမဖြစ်ရမှာပဲလေဖြစ်ရပါတယ်အဲအသားသားရလိုက်တာတို့လာပဲချေရမှာပဲဟမ်ဒါကြောင့်စနီးတဲ့တရားသူ့ယောက်ျားကိုပြောရဲတယ်ယောက်ျားရဲ့တင်ဖျားကြောင်မှာပဲနေပါလားတဲ့ဟာဘာဖြစ်လို့လဲတင်ဖျားကြောင်မှာဆိုကောင်းနေတယ်မှန်းနဲ့တူတယ်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ပါအိမ်မှာဘာနဲ့တူလဲဘလူးနဲ့တူတယ်အိမ်ရောတောင်းချမ်းပြဿနာရှာရိုက်ခွဲ ကျွန်တော်အိမ်မှာလဲကောင်းမြင်တမဘုရားကျောင်းမှာလဲကောင်းမြင်တမနေရာတိုင်းဗာနဲ့တူအောင်မှာလဲအဲ့အရာဒေသနာ၌တည်တာဘာကြောင့်လဲမှာဒေသနာ၌တည်တဲ့အိမ်တိန်ရှိတယ်အကပင်တော်မြို့ဝအိမ်မကုခန်းကြီးနဲ့ငယ်၄၀၀နေငေါ့ဖိုင်ကျွန်တော်အိဖြစ်တဲ့တွေ့ရမယ်ဒါကျွန်တော်လုံးတည်တဲ့အိမ်မှာတကြီးရှုပ်တရားတော့လူတွေကလည်းများတယ်ချိတ်ချိတ်တိုးရဲပြလာကြတယ်အဲ့အချိန်မှာပဲလက်ချေတည်တဲ့သူကိုရှော့ချတဲ့အခါမှာသူတို့ရဲ့ယုံကြည်ခြင်းကိုမြင်ပြီးတော့တကြီးရှုပ်ကအဲ့လက်ချေတည်တဲ့သူကို နားလေအောင်ပြောရင်တော့ကျမ်းမာအောင်ပြောက်အောင်တကယ်ရွှေဘာဖြစ်လဲလုတ်ပေးလိုက်။အော်ဒီအောင်ကြည့်ရပြီဒီအိမ်နဲ့ပတ်သက်ကြောင့်ချက်လေးချက်သွတ်သွတ်ပြောမယ်။နံပါတ်1ဒီအိမ်ကယေရှုဒီသနာ၌တည်တော့လူများစွာစိတ်ဝင်စားခြင်းခါအော်ဒီသင်္သတ္တမှာပတ်စံရွှေငွေဥစ္စာအသိအိမ်မှာမရှိလဲကိစ္စမရှိဘူး။နောက်ဘက်တော့ဒေသနာ၌တည်ရင်တဲ့အိမ်ကိုလူတိုင်းစိတ်ဝင်စားတာလေကျွန်တော်နဲ့တူရချက် တရားချက်ကဒီအိမ်မှာဒေသနာများတော့ပြဿနာနေတယ်ဒေသနာနေရင်ပြဿနာများမယ်ပြောပြောမယ်စီဆောလို့ပဲအသင်တို့အိမ်မှာဒေသနာများရင်ဘာနေမလဲပြဿနာနေမယ်ဒေသနာနေရင်ဘာများမလဲအသင်တို့မေးမယ်ပြဿနာများမလားဒေသနာများမလားဒေသနာများအော်ဒါရောက်လိုက်တာနားထောင်ပါတယ်ဒီအိမ်မှာပြဿနာနေခြင်းဘာများမလဲဒေသနာအော်မြေမြတရားဥစ္စာတွေဖွင့်နှုတ်တော်ရီနားထောင်မနမိုးလင်းတာနဲ့ဘုရားရှင်ဖွင့် ကျွန်တော်တို့ဆရာမတယောက်ရင်ဖွင့်နေအဲ့လိုပဲတဲ့ဧည့်သည်ဆရာလာတဲ့ချိန်မှာတဲ့ကလေးတွေကိုတချင်းဆူခိုင်းနေကဲပါချင်းဆူမလဲဆိုတော့တချင်းညအများကြီးပါနော်ဖရာကိုချစ်ဖို့နံပါတ်1ဟုတ်လားနာဂံဘူးနံပါတ်2အဲ့ဆရာမတင်တော့သိတော်ရတယ်လားနောက်နေ့ကျတော့မယုံကြည်သူယောက်ျားနဲ့ခိုးပြေးတော့ဖရာကိုချစ်ဖို့နံပါတ်1အမေပြောတော့ကြီးတွေသူပြောတော့ခိုးပြေးတော့မယုံကြည်သူနဲ့ဒီကလေးဘလို့နားထောင်ဘလို့ဝင်ဘလို့ထဲရောက် သူကိုယ်တိုင်တော်မှဘုရားကိုချစ်ဖို့နံပါတ်1ဆိုခိုးပြီးတော့အဲ့ဒါဒေသနာရှိတာလားသူစင်ကြင်ရဒေသနာရှိတဲ့အသက်တာဘာနဲ့ပေါ့တော့ဒေသနာများတဲ့အိမ်မှာဘာနဲ့လဲပြဿနာဒေသနာနဲ့တဲ့အိမ်မှာဘာများမလဲပြဿနာများတော့တော့ဒီရင်ထူးဆန်းတယ်ဒေသနာများတော့ဘာနဲ့လာလဲပြဿနာနဲ့တယ်ကဲဒါမှသောတတိယချက်ကလည်း ဒီမှာထူးခြားတယ်ဗျဒီအိမ်နဲ့လာတုတ်ထိတဲ့သူအလုံးဟာဒေသနာရှိတော့လွတ်မြောက်ခြင်းရအရင်ကသင်တို့ရဲ့အိမ်သင်တို့သတ္တမှာဒေသနာများရင်သင်တို့နဲ့တုတ်ထိတဲ့သူတိုင်းကဘာမြောက်ခြင်းရမလဲလွတ်မြောက်ခြင်းကို့ကြည့်တာနဲ့သူများဘာဖြစ်ရမလဲစိတ်ချမ်းသာဟဲ့နေကြည့်တော်လေးငါပြောလိုက်တာဆိုတော့ဝမ်းမြောက်စရာနော်ဟဲ့နေကြည့်တာလေးငါတည်ခြင်းစိတ်ကိုပေါ့တည်ရောဟာမျက်နှာရှက်ခေါက်ချိုးပုံစံကြည့်အစင်မပြေး သဒ္ဒိတနာမရှိလူတယောက်ရဲ့မျက်နာစိတ်ရဲ့ကတင်းပေါက်ကမျက်နာပဲလူတယောက်မျက်နာကြည့်လိုက်ဒီစိတ်ထဲမှာဘာရှိအကုန်သိတယ်ဗျဒုစရနဲ့တောင်းရင်းနဲ့ဒေသနာများတဲ့အိမ်မှာလူတွေရဲ့လွတ်မြောက်ခြင်းဘာဖြစ်လဲရှိတယ်နံပါတ်၄နောက်ဆုံးချက်ကတော့ဒီဒေသနာအိမ်မာနေများတဲ့အိမ်မာအဲ့လက်ချေစီတဲ့သူကလာတဲ့ကတုံးလုံးကြီးတော့တုံးလုံးလာဒါပေမဲ့ပြန်တဲ့အခါသူဘယ်လိုပြန်လဲမတ်တက်ပြန် ။ဒါဒီနေ့သိအိမ်မှာဒေသနာများရင်သိအိမ်မှာငွေချေး၃လုံးအကြောင်းအရာတွေမျိုးမျိုးကြောင့်ဘဝတွေ၃လုံးဘလောက်လန်းလန်းဘလောက်လဲလဲဒေသနာများရင်မတ်တက်ကောင်းကြီးသိအောင်ဘုရားပြန်ပေးမယ်ဘုရားနာမှာပုံချပါစေ။အာမင်။အော်သူတို့အိမ်တွေကဘာများတဲ့အိမ်ဖြစ်ရမလဲ။အာဒေသနာများရင်လူတွေစိတ်ဝင်စားတာပဲ။တဲ့သူများစိတ်ဝင်စားကြည့်သင်ထဲမှာလာဒေသနာများများထည့်လိုက်သင်ကြောင်းသူတွေပြောလာလေ။ဟိုစပေးကောက်တာတို့ဖြောင်းတာတို့လှောက်အောင်လုပ်တာတို့လုပ်ရမှာပေါ့နော်။ဒါပေမဲ့ကျွန်တော် မျက်နှာလေးလဲလောက်အောင်လုပ်ပါမှာပဲဒါပေမဲ့ဒီအဲမှာဘာအရင်ပို့ထည့်ရမလဲဒီသနာဒီသနာများတဲ့သူလူတွေစိတ်ဝင်စားကျွန်ဒီပြပြလေးပြောပြချင်တယ်သဘောကျလို့ပါဒါလုံးဝ၈နှစ်၉နှစ်လောက်ကတကယ်ဟလာကဘာမှထူးခြားတယ်ဖြစ်ဖြစ်စောင်းတုံးမှာပါလာတယ်တကယ်ဖြစ်ဖြစ်ဗျမိန်းကလေးတယောက်ရှိပါတယ်တဲ့သူကချောချောလေးပဲဖြစ်ဖြစ်ချောချောလေးဒါပေမဲ့သူ့ကိုယူမဲ့ယောက်ျားမရှိဘူးတဲ့ဘာဖြစ်လို့လဲသူ့ဂျိုင်းကထွက်တဲ့အနံ၆ပေထိနံတယ်อืม ဟိုနာမည်ပေးရင်တော့နန္ဒာလိုင်လို့ပဲပေးရမယ်။ဟောအနတ်နေလိုင်လို့တော့ဟိုမင်းမင်းပြောလာမဟုတ်တော့။ဒါပေမဲ့ तू ဘယ်တော့အိမ်တော်ပြုတ်ခြင်းလဲမသိဘူး။ तू ဆွတ်တောင်းနေတဲ့။တောင်းနေကြတဲ့ကသူ့ယူမဲ့ယောက်ျားပေါ်လာ။ဟာဖြူဖြူချောချောလေးဒီမှာရှိတဲ့လူငယ်တွေလို့ပေါ့ခက်ချောချောဖြူဖြူလေး။ဟာရတဲ့ interview သမားတွေပြောရမင်း6ပြည်လောက်အနားထွက်တဲ့ဒီမျိုးသမီးနဲ့မင်းညာတိုင်းအိမ်ကမှာအိမ်နိုင်လားဆိုအိမ်နိုင်နေတယ်သူကထူးသားနဲ့မွေးကလေးကနှာခေါင်းနဲ့ဘာအနားမမရသူစမ်းနော် တော့တချို့တွေတယောက်တည်းသမားတွေစိတ်တမချနေတော့ဆမတန်တန်းကြီးတို့လည်းတောင်းတော့ဘာလို့တလောက်6ပေကြီးတောင်းပေးတာနော်ဖေကနော်ဖေကနော်သူစားနေတော့ဘာအနတ်မထွက်ဘူးနော်အနတ်ဘာနတ်မမရအောင်အဲ့တော့ဒီရောက်ကြည့်ရမယ့်ဂျူလင်ဒီလူငယ်ရဲ့တက်တာမွေးကလေးက COVID-19 ဖြစ်နေတာဘာနတ်မမရအောင်အောင်းစရာပဲတဲ့လက်ထက်တဲ့နေ့မှာသူစားနေတော့သေုံစရာအောက်ဆီဂျင်ဘူးကြီးဆွတ်ထားတယ်တဲ့လာတဲ့ပရိသတ် mask တွေပေးထားတယ်ဘာမခံနိုင်လို့အနတ် ကောင်မလေးကလည်းဂါဝင်နဲ့လာကောင်လေးကလည်းလက်နောက်ပြစ်ပြီးကောင်မလေးကိုပြုံးပြီးကြည့်တယ်ဘာအနက်မှမရောက်တော့ညာပေါ်တူစမ်းနေတော့ဘုရားသခင်မလုပ်နိုင်တာဘာမှမရှိဘူးတောင်ဒီနေ့တယောက်တည်းသမားတွေစိတ်တမကြနဲ့ဒီလို၆ပေနန်းနဲ့နန္ဒာလိုင်းကြီးတောင်ရရင်သင်ဘာလို့ဒီတတ်မရမှာလဲဘုရားသခင်ပေးနိုင်တယ်အာမင်အာအိမ်တော်တွေကအာမင်ထူတယ်ပြောကြီးတယောက်မှမထူဘူးနော်တောင်ကျွန်တော်ဘယ်နာနိုင်တည်ရမလဲ ဒေသနာဒေသနာ၌တည်ရဲ့ကဲနမနေဒုတိယချက်ကဘာရှိလာလဲစေတနာရှိလာနော်စေတနာကဲကောလိုသဲခန်းကြီးသုံးငယ်23မှာကဲဖတ်ကြည့်မယ်လူကြီးဆောင်ရက်တကယ်တော့မဟုတ်တကယ်ဘုရားကြီးအမှုတော်ကိုဆောင်ရက်တကယ်ပြုလေသမ ्या တော်၌စေတနာစိတ်နဲ့ပြုဘုရားသခင်မဟုတ်နော်သခင်ဘုရားခရိယာနေကသခင်ဘုရားတွေ့ရင်ဘုရားသခင်ဖတ်တယ်ဘုရားသခင်တွေ့ရင်သခင်ဘုရားပြန်ဖတ်တယ်တော့ဘမဒီဖွဲ့မပါတော့ပေါ့နော် ပါရဝဘုရားသခင်ဆိုတာခပြီးတော်ဘုရားကိုပြောတာသခင်ဘုရားဆိုတာသားတော်ယေရှုခရစ်တော်ဘုရားကိုပြောတာဟွန်းကျောင်းဘာသာပြန်နေသူတွေသိတော်တာနော်တိကျသူချိန်ရွတ်တန်ဆိုသိတော်သခင်ဘုရားဆိုတာယေရှုခရစ်တော်ကိုပြောတာအခုလေကြည့်လေလူကြီးမှုဆိုတာဆောင်ရွက်တကယ်ဆိုမဟုတ်တဲ့သခင်ဘုရားရဲ့မှုတော်ကိုဆောင်ရွက်တကယ်ဆိုပြုလေသမျှ၌ဘာနဲ့ပြုရမလဲစေတနာအဲ့တော့ကျွန်တော်ကဒီပြပြသိတဲ့318 316မှာဇရိတမျိုးကမဟုတ်ဆိုးမှာ ရောဘတ်အီလီယာကိုဘယ်လိုပြောရဲအစာခေါင်းမတဲ့အချိန်မှာအဲ့ဒီအိမ်ကိုသွားခိုင်းတယ်ဗျာတထင်းအိမ်မသွားခိုင်းအခုခေတ်ရဆို GPS မားနေသလားတော့မေးမှာသူစားတယ်နော်ဒါပေမဲ့အချိန်မှာပဲကျွန်တော်အလုံးသိတယ်ဒီမျိုးမျိုးလည်းစေနာမရှိပါဘူးမရှိပါဘူးနော်မင်္ဂလာတော်အတင်းတော်ကအလွန်စေနာရှိတယ်နော်ချွေးဖို့ပြင်ဆင်ထားတာဟိုမှာစေနာမရှိဘူးအီလီရှယ်အီလီယာပြောရဲငါရေတိုက်တယ်တိုက်မယ်တဲ့မဟုတ်ချွေးမချွေးဘူးတဲ့ကျွန်တော်လေကျွန်တော်သားမင်းယောက်စားပြီးသိမှာသေးတာတော့ဒီသားမင်းယောက်စားပြီးသိမယ်ဟုတ်စု အဲ့ဒီမှာအီလီယာစကားတစ်လုံးပဲပြောအဲ့မှာအများကြီးပြောကြတစ်ချက်ပဲပြောမယ်နော်ဒေသနာတစ်ချက်ပဲပြောတာစေတနာဖြစ်သွားတယ်အလူဝမှတ်တာပါစေတနာရှိဖို့အရင်နံပါတ်1ဘာဘဝမှရလေအဲ့တော့အီလီယာတကြောင်မဲ့တရားဟောတယ်ကိုရှင်းတယ်နင်ငေါ့တနတ်ကျွေးလိုက်မေ3 6လမငောကဲနားလေအောင်ပရိသတ်ကိုပြောမယ် for example ဥပမာနော်ဒီနေ့ဒီ season ပြီးရင်ပရိသတ်အားလုံးကျွန်တော်ပတ်စံတထောင်ပဲပြီးမြန်မာငွေ မနက်ပါမနက်10နာရီကျရင်အားလုံးကျွန်တော်တစ်ယောက်ကို10သိန်းစီပေးမယ်ဆိုဥပမာနော်တင်းဒီစီစဉ်ပြီးကျွန်တော်ဘယ်လောက်ပေးရမလဲ1000ပဲပေးနက်ပါမနက်10နာရီမှာကျော်10သိန်းစီလာပေးရင်ပေးမလားမပေးဘူးလားပေးမှာပါဘာ။အော်ဘယ်လိုမှပြောတာအမှန်လားလုတ်လိုက်ပါလားကျွန်တော်တထောင်မင်းယူမှာတဲ့10သိန်းပေးပါလေအဲ့ဒါအေလီယာဟောလိုက်တဲ့ message ပဲတစ်ချက်တည်းပဲ င်းငါ့ကိုဒီနေ့တနက်ကျွေးတယ်မင်းသုံးနဲ့ခွဲမငတ်ဘူးတဲ့တောင်ပြောတော့အဲ့တော့ဒေသနာဝင်တော့စေတနာပေါက်ပေါ့အဲ့မှာကျွေးလိုက်တဲ့အခါဘာဖြစ်လဲသုံးနဲ့6လမငတ်ပဲနဲ့စာရအဲ့တော့ဒီနေ့သင်သက်တာမှာအိမ်မှာဒေသနာရှိရင်လေစေတနာပါအဲ့စေတနာနောက်ွယ်မှာကောင်းကြီးတွေလိုက်တာဖြစ်အင်းတောင်ကျွန်တော်စေတနာရှိဖို့မလိုဘူးလားလူတွေတခါတော့ဇနီးမောင်နှံတယောက်ပါအဖိုးနဲ့ဖွားတမန်တယောက်ပါ အသက်80ကျော်ပြီအဖိုးရဲ့နောက်ဆုံးအချိန်ရောက်နေတော့အဖိုးကပေါ်တတ်မှာအဖိုးကအောက်ထပ်မှာဒါရီသမီးတွေအဖိုးနှိမ့်ငယ်ပြီးနေတယ်။အားအချိန်မှာပဲအဖိုးရဲ့ကိတ်မုတ်နော်ဒီဖုတ်တော်အဖိုးကအနံ့လေးရတော့သားသမီးတွေကိုပြောရခဲ့သားတို့သမီးတို့မြေးကလေးတယောက်ကကဲသွားငါမသေးခင်မင်းအဖိုးရဲ့ကိတ်မုတ်ကိုစားပြီးမှသေမယ်သွားသွားယူအမြေးကလေးကပြေးယူတယ်။နိုင်ဘွားလောက်ကြတော့ခလေးကမျက်နှာမကောင်းဒီတိုင်းနဲ့တက်လာ။ဟာဘလို့လဲအဖိုးကလမ်းနေတယ်အဖိုးကကိတ်မုတ်မပေးဘူးလား။ အဲဘုရားပြောလိုက်တယ်တဲ့အဲ့ဒီကိမုတ်ကတဲ့အဖိုးစားဖို့မဟုတ်ဘူးတဲ့အဖိုးသိရင်မตาလာချတဲ့သူကျွေးဖို့ဖုတ်နေတာအဖိုးကဟတ်ထိပ်ပြီးအသက်ပါထွက်ပေါ်နော်ဒါတော့နှစ်80ကျော်ပေါင်းတလားတဲ့ဇနီးမောင်တာနော်မြစ်တာမြစ်တာအာမင်တောင်းတကိနေလောကကြီးမှာမြစ်တာစေတနာမြစ်တာပါလာတဲ့မိသားစုကကောင်းချီးဖြစ်တယ် တောင်းတရင်ဒီအိမ်မှာဒေသနာဝင်တဲ့အခါဘာပါလာလဲစေအိုက်စေတနာရဲ့နောက်ဆက်တွဲဘာတွေခံစားရလဲကောင်းကြီးတောင်းစေတနာစိတ်နဲ့ဆုတောင်းစေတနာစိတ်နဲ့ပေးစေတနာစိတ်နဲ့ကျွေးစေတနာစိတ်နဲ့လှုပ်အားပေးရကောင်းကြီးပြီးတော့တခါတော့ငါဂျပန်ခေတ်မှာပါမြန်မာပြည်မှာတကယ်ပြပြပါပေါင်ညောရွာမှာပေါ့နော်ဒီတဲမှာလည်းပေါင်ညောများမယ်ထင်နော်အဝဲနေပေါင်ညောများမယ်ထင်နော်အဲကျွန်တော်ကပေါင်ညောမှုချစ်လို့ပေါင်ညောမှုပဲယူထားလား နော်ပို့ကင်ဖွဲ့ရှိတရားဟောရင် မန်းနုံနုံလို့မိတ်ဆက်တယ်နော်သကောဖွဲ့ရှိသွားရင်စောနုံနုံကိုနဲ့သကောပေါင်းလိုက်မန်းစောနုံနုံဆိုတာမြန်မာပြည်တပြည်လုံးမှာတယောက်ပဲရှိတယ်ကိုကကိုနာမည်ပေးထားတာနော်ခင်လူမျိုးသွားမလုပ်နဲ့နော်နာမည်ပေးတာသိတော်တယ်နော်တကယ်တော့သင်းတောက်ကြီးတပါသူ့မိကိုနာမည်ပေးခြင်းလို့ဆိုချက်စာလန်လိုက်တာ ယောဟန်၁၄တက်မှာတဖန်တုံယေရှုကဆိုအာယေရှုနဲ့တဖန်တုံသိရင်းနေတာပဲဆိုသူမိကိုနာမည်ပေးတယ်စောတဖန်တုံလေနော်။ဘာကညောနာမည်ပေးတာတော့တကယ်တော်တာနော်။ယောဟန်ရောယံဖြစ်ကြမတဲ့တော့သူတို့ရှိမှပစ္စည်းတခုရောက်လာတော့အဲ့ဒီမှာအဲ့သားလေးကိုမွေးလို့နာမည်ပေးလိုက်တယ်စောအော်ရီဒူ။အဘယောလည်းမိန်းကလေးမွေးလို့နာမည်ပေးတယ်နော်တယ်လီနော်။ဘာမလုပ်နဲ့တော့ပေါညောတွေရ။ ပစ္စည်းတခုရောက်ရင်နာမည်သိပေးတတ်တာနော်အဲ့ပေါင်ကျော်ရွာတော်မှာလည်းအဲ့လိုပဲအဲ့ပစ္စည်းရောက်တဲ့နေ့သမီးလေးမွေးလို့တဲ့နာမည်ပေးလိုက်တဲ့ထူဆန်းတဲ့အဲ့နာမည်နော်ဘရာဇီယာဟာအဲ့ဒီကောင်မလေးမွေးနေ့တရားဟောတဲ့ဆရာတေဖို့သာပြင်မယ်နော်နော်စကားထက်ထက်ပြီးပြောရတော့မှလေမွေးနေ့ရှင်နာမည်နော်ကောင်းဒီမြစ်တာနော်မြစ်တာနဲ့ပေးလိုက်တဲ့နာမည်တွေကလည်းထူဆန်းတယ်ဗျအခုလည်းအဲ့ပေါင်ကျော်ရွာတော်မှာဂျပန်ကိကဘုံကျဲတာ အဘုံကျဲတော့တိတဲ့အတိုင်းပဲဂရုချင်းမှာကြီးကျယ်သူတို့ပုံကြအဲ့ချိန်မှာဖတ်တီတယောက်ဂရုချင်းမှာပုံတာသူ့ရဲ့သားမီးတွေလည်းရှိတော့လေသူမြန်မာလူကောင်းစုမတောင်းတဘူးမဂျမနီကလည်းဘုံကျဲတော့အာဂရုချင်းနေပေါ့ဘုံတွေကဝင်လာဗျာတခုပြီးတခုပေါက်ကွဲနေတာအဲ့ချိန်မှာပဲသူကကောင်းဝေအောင်မျောကြည့်ပြီးလက်ညှိုးထိုးပြီးဆုတောင်းတယ်ဗျာပေါင်ညောဆိုတော့တိတဲ့အတိုင်းဗမာလူမတက်တော့ပြောတယ်ကောင်းရင်ချင်းဘုရားသခင်နေပေါ်ဒီပေါ်စာမလုပ်နဲ့ငါတို့မသာပေါ်တော့မယ် တရားသခင်ကောင်းမြတ်တယ်ပေါ်တိဘောဆာမလုပ်ရဘူးသူတို့ကရုတ်ချင်းတစ်ခုပဲကပ်လို့သွားတာတော့ဆူတောင်းခြင်းဆိုတာမှတ်သားပါစနစ်မကျလဲရတယ်နော်အနစ်ပါရင်ဖျားပြီးဒီနေ့ proper elia ကိုချစ်တဲ့စိတ်နဲ့စေနာစိတ်နဲ့ဆူတောင်းပြီးကျွေးလိုက် proper elia စေနာစိတ်နဲ့ပြန်ဆူတောင်းပြီးလာ36လောက်မငင်းတော့တော့ဒီနေ့အိမ်မှာဘာလုပ်လို့ဘာစိတ်နဲ့လုပ်ရမလဲအသိတော်မှာတပြက်စီးလဲတာဘာစိတ်နဲ့လဲရမလဲအကုန်စေနာစိတ်တချိန်ဆိုလဲစေနာအကုန်အကုန်စေနာစိတ် ဒီသင်းတော်လာရင်ကျွန်တော်အလုံးအောင်ရယ်ဗျဒီမှာထိုင်တာရိုးရိုးတန်းတော့ဟိုမှာအထူးတန်းထိုင်နေတာအဲ့ဒါတသိန်းတန်းနေဗျသူတို့ကနော်သူစမ်းနေဗျ तू ကလိုင်းအောင်နည်းနည်းခွဲထားတဲ့သဘောရှိတယ်အဲ့ဂျစ်ဆရာကောင်းတယ်တရားနာကျင်လုံးလို့တောင်းတကင်းစေတနာစိတ်နဲ့လှုပ်ဖျားတကင်းကောင်းကြည့်ပြီးမကဲနောက်ဆုံးနောက်ဆုံးနာဘာနာလေသေနာမဟုတ်ဘူးနော်နောက်ဆုံးနာဘာနာလေကဲဖတ်ကြည့်ပါဦးနောက်ဆုံးနာနော် ကဲနောက်ဆုံးနာပါနာလေကယုနာကယုနာကယုနာ33ခုမြောက်သောဆာလပိုက်ငယ်22မှာဒီလိုရေးတယ်နော်ကဲကျုပ်ဖတ်ကြည့်မယ်အိုးထာဝရဖျားတော့ကုစားဒီနဲ့ညီဘာတက်ရောက်ပါစီလေကယုနာဘုရားရဲ့ကယုနာတက်ရောက်မောင်စီဘုရားရဲ့ကယုနာတက်ရောက်လာပြီဆိုသူကြားပြီ အဲ့ဒီအရာကောင်းကြီးရောက်ပြီတောင်ချမ်းသာတွေမှာဘုရားရဲ့ကိရဏတက်ရောက်တဲ့အိမ်ကျွန်တော်အားလုံးသိတယ်ဘု து အိမ်လဲကောနေလီအိမ်နော်အီတလီတက်ရဲ့အတကယ်ဟာလာជីជីမမယာရုရှိတဲ့ပို့ကောနေလီသူ့အိမ်မှာဘလောက်တော်ဘုရားရှိခိုးလဲ73နှစ်ဘုရားရှိခိုးတာသူ့အိမ်ကိုဘသူရောက်လာလဲကောင်းမြင်တယ်အတင်းနဲ့နေတိုင်းအေယုံဘုရားရှိခိုးရင်ဘယ်သူရောက်လာမလဲအဲဘုရားမရှိခိုးရင်ဘာတွေရောက်လာမလဲအကျွေးရှင်နေနော် အိလကတောင်းတဲ့သူတို့နော်အကုန်ရောက်ပါမှာဒုက္ခပြိမဲ့သူအကုန်ရောက်ပါမှာအဲကြောင့်မြင်မြဘာလို့ရမလဲဆုတောင်းအောင်နော်ဖခင်ရဲ့ဂိယနာတက်ရောက်ဖို့ကျွန်တော်အိမ်ထဲမှာမြင်မြဘာလို့ပြေးရမလဲဆုတောင်းအောင်အဲတောင်းရင်တောင်းတဲ့အတိုင်းဘုရားသခင်ကဘာပေးမလဲဂိယနာဆုတောင်းသစ္စာနဲ့တောင်းအောင်သစ္စာရှိအိမ်တော်မှာသစ္စာရှိဖို့လေလို့ရနော်အဲသစ္စာကိုကြည့်ပြီးဖျားတရားကောင်းကြည့်ပြီးတော့ဒါကြောင့်ဇနီးမောင်နှံနှစ်ယောက်ရှိပါတယ် အဲခင်မုံးတယ်အလုတ်ကပြန်လာပြီးတော့ပေါ့နော်ရေမိုးချိုးပြန်ထွက်သွားတယ်။နောက်နေ့ကျတော့ခင်မုံးတယ်သူ့ရဲ့အဝတ်စားကိုဟလာအတားမှချိတ်ထားတော့ဇနီးကရှော်ဖို့ဆိုယူခဲ့ကမှဖြစ်ကျင်တော့ဇနီးတွေကလေခင်မုံးတယ်အဝတ်စားရှော်ကန်နေဆိုအိတ်ကမနိုင်ဘူးလား။ဇနီးတွေများနိုင်လား။မခင်မုံးတွေပဲဖြစ်နေတယ်ဇနီးကမပြောတော့နိုင်တယ်တဲ့နော်နိုင်တယ်။နိုင်တယ်မဟုတ်ဒီဗာမင်းကြံခဲ့လဲပတ်စာမင်းကြံခဲ့လားဆိုနိုင်တယ်။အောင်းဆရာပဲပြသူနိုင်လိုက်တဲ့ကထူးဆန်းနေပဲဆာဆောင်ထွက်တယ် ခေါစနီကလေးအောင်းအောင်နဲ့ဖွင့်ကြည့်လိုက်တာစာတရီကလုံးမနာမည်တစ်လုံးပဲရေးထားတယ်ဟန်နီဒီကမှဟန်နီပါလားမပိုင်ပြောမယ်ပိုင်မပြောတော့ဟန်နီဟာဟန်နီဆိုမိမစိတ်ဆိုးတာညနေကျတော့ယောက်ျားပြန်လာတော့အဝမှာလက်ကမြန်တော့အချက်ရိုက်ဟာယောက်ျားအရိုက်ခံတော့မေးဘာလို့ရိုက်လဲဒီမှာလက်ကူးလက်ချက်မိပြီဟန်နီဘဲရလဲပြောအာအကြမ်းမယောက်ျားပြောတယ်လုံငယ်လှကွာငါတို့ကုမ္ပဏီကစကိုင်းသွားတာစကိုင်းမှာမြင်းလောင်းတာအဲ့ဒါငါလောင်းတဲ့မြင်းမနာမည်ဟန်နီ မျိုးသားတွေမြန်ပြောတတ်တာနော်အော်တော့မျိုးနဲ့တောင်းမယ် sorry sorry ပေါ့နောက်နေကြောက်ယောက်ျားလိုပဲအလုပ်သွားတယ်ပြန်လာတော့အဝမှာနောက်တစ်ချက်ထိုက်ရိုက်ဟာတော့မင်းယောက်ျားမင်းဘာလို့ရိုက်တာလဲမနက်ကရှင့်မြင်းမအိမ်ကိုဖုန်းဆက်တယ်မြင်းမဆိုတာဖုန်းဆက်တာလားမတတ်ပါဘူးဟမ်အဲ့လိုမြင်းမလေဒါပေမဲ့ဖုန်းနံပါတ်ပေးခဲ့တယ်အဲ့မြင်းမ ဲ့ဒါသစ္စာရှိတာလားအဲ့တော့သစ္စာရှိမှဘာလာမလဲကယူလာတောင်ဒီနေ့ကောနီလီအိမ်မှာသစ္စာနဲ့ကိုယ်ပဲတော့ဘာရောက်တာလဲဒီနော်အဲ့တော့ဒီကနေ့သူတို့အိမ်တွေမှာနာသုံးနာနံပါတ်1နာဒီဘာနာရှိရမလဲဒေသနာ၌ရှိရမယ်နံပါတ်1နာဒီဘာရှိရမလဲစေတနာရှိမယ်နံပါတ်3နာဒီဘာရောက်လာမလဲကယူလာဒီချက်3ချက်နဲ့အသက်ရှင်ရင် သင်တို့ရဲ့အိမ်ထဲမှာအောဝယ်ကောင်းကြီးတွေကိုဘုရားသခင်ကတသက်လုံးပါပဲလေပြင်ဆင်မယ်။နောက်ဆုံးနေနဲ့အဖြစ်ပြလေးတစ်ခုပြောပြီးတော့နိဂုံးချုပ်ချင်ပါတယ်နော်။နောက်ဆုံးနေနဲ့ဒါနဲ့အိမ်တော်လေးပေါ်တတ်တဲ့အဖြစ်ပြလေးပါနော်။သဘောချလို့ပြောပြချင်တာပါ။အကောင်ကစနီမောင်နာဖိုးဘွားလင်မယားမြောင်းတဲ့မင်္ဂလာနှစ်ပတ်လည်လုပ်ပါလေ။အသက်90ကျော်ပြီဆိုတော့ပေါင်းနဲ့တတ်တဲ့မင်္ဂလာနှစ်ပတ်လည်နှစ်60ကျော်ပြီ။ အဲ့ဒီမှာ Jesus sticks ဆင်မှာအပရိသတ်တွေလည်းအများကြီးအဖိုးအဖွားကိုခေါ်ရယ်နော်အချီရေအသေးရေနှလုံးရေကြောက်ကရေသားဘူးရေအဲဒူရေအာစုံခေါ်ရအပရိသတ်တွေသဘောရေချလကုတ်တီတီအစီအစဉ်ပြီးတော့လူငယ်တယောက်ကအဖိုးလာပြီးကပ်မိတယ်အဖိုးအဖွားကိုချစ်တယ်နော်အချစ်တွေအသေးတွေနှလုံးတွေကြောက်ကတွေမထက်ဘူးဘာလို့အလောက်ခေါ်နိုင်လဲအဲ့ကြမှာအဖိုးကဒီလူငယ်ကိုကပ်ပြောတယ်ငါမိန်းမနာမည်မိနေလို့ နှစ်90ပေါင်းပေါင်းပြီးတော့ဘုသူနာမည်မိနေလေအဲ့တော့အခုကလေးကဇနီးများပြန်ရင်မေးကျမနာမည်ဘယ်သူလဲပြန်ပြောနေ့တိုင်းပြန်ပြောခိုင်းခင်မိုးနေမေးမယ်ဇနီးနာမည်မိလားဟာအတန်တော်မှုအတတော်ဖောက်ပါပြီလားမသိနော်နော်မိလို့မရဘူးမိလို့မရဘူးဒါကြောင့်ဇနီးသေးကိုမိထားမိမိရရဖခင်နဲ့မိမိရရစွတ်ကြိုက်ထားဖခင်ကိုမိမိရရစွတ်ကြိုက်ထား အဲ့ဒီအိမ်မှာဘုရားရဲ့ဂိယုနာတသက်လုံးရှိမယ်ကျန်တဲ့သူရောက်ချင်းစီတိုင်းပေါ်မှာနာသုံးနာအဖြစ်ကောင်းကြီးဖြတ်ပြခံစားရပါစေအာမင်